တမမထားတဲ့အကြောင်းအရာတခုကြောင့်ကွယ်လွန်သွားခဲ့ရတဲ့တယုံဆောင်သူ မဲချုံအဖြစ်ရောင်တက်ခဲ့တဲ့စတဲ့နာမည်ကြီး MRTV for your တန်ဇလန်တွေမှာအကောင်းဆုံးတရုတ်ဆောင်နိုင်ခဲ့တဲ့တရုတ်ဆောင်ထူကတော့မက်စလာဆယ်ရနေ့မနက်6နာရီမှာစုပ်ပောက်ကလွန်သွားပါပြီ။ဒါကြောင့်လည်းပရိသတ်တွေကဆဲမကောင်းဖြစ်ပြီးတော့ဝန်းနေကြရပါတယ်။အထူးသဖြင့်တရုတ်ဆောင်ထူကငငယ်ရွယ်ရွယ်နဲ့အောင်မြင်မှုတွေအများကြီးရဖို့အတွက်အရှိန်ယူနေစေကာလမှာရုတ်တရက်စုပ်ပောက်ကလွန်သွားခဲ့တာဖြစ်ပါတယ်။ဒီမတိုင်ခင်မှာတော့တရုတ်ဆောင်ထူဟာငယ်စဉ်ကတည်းကရုပ်ရှင်လောကတွေကိုဝင်ရောက်ခဲ့တာဖြစ်ပြီးကလေးတရုတ်ဆောင်ဘဝနဲ့ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာတရုတ်ဆောင်ခဲ့ဘူး တာဖြစ်ပါတယ်။အထူးသဖြင့်တရုတ်ဆောင်သူကနာမည်ကြီးထိတ်တဲမင်းသားဆန်းဆန်းခန့်လိုက်ရဲ့ငယ်ဘဝကိုတရုတ်ဆောင်ခဲ့ရပါတယ်။တရုတ်ဆောင်သူကလူကြီးဇက်ကောင်ဘဝမှာလည်းအကောင်းဆုံးတရုတ်ဆောင်နေတာဖြစ်ပြီးတော့အသောနှစ်ဆယ်ဝန်းယောက်ျားကောင်ရုံးရှင်ဇက်ကောင်မှာဖိုးသားဇက်ရုံနဲ့အကောင်းဆုံးအမျိုးသားဇက်ဘုအကယ်ဒမီဆုကိုနှိဇက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းတရုတ်ဆောင်သူတယောက်ပျော်ရွှင်နေခဲ့ရပါ။ဒါပေမဲ့အခုခါမှာတော့တရုတ်ဆောင်သူတယောက်ရုတ်တရက်ဆုံးပါကွက်လွန်သွားခဲ့တာဖြစ်ပါတယ်။ တရုတ်ဆောင်သူဆုံးပါသွားရတဲ့အဓိကအကြောင်းရင်းကတော့အစောပိုင်းမှာလူတွေကအစာအိမ်ယောဂအကြောင်းလို့ဆိုကြပါတယ်။ဒါပေမဲ့လည်းတရုတ်ဆောင်သူကရင်မတော်တဆမှုကြောင့်ဆုံးပါသွားတာဖြစ်တယ်လို့သိရပါတယ်။သူဟာပြင်းခဲ့တဲ့ရပိုင်းအတွင်းတာကေတမှာရင်မတော်ဆဆမှုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ဦးကောင်းမှာပြင်းထန်စွာဒဏ်ရာရခဲ့တာဖြစ်ပါတယ်။၁၀ရက်နေမှာပဲဆုံးပါခွင့်လွန်သွားခဲ့တာပါ။ဒါကြောင့်ပြည်သက်တွေကတော့တရုတ်ဆောင်သူကောင်းရာဘုံဘွားရောက်ရှိစေဖို့အတွက်စူတောင်းပေးနေကြတာပဲဖြစ်ပါတယ်ရှင်။